ကစီကမ္ဘာ K+F ကိုဖုန်းအတင်းနဲ့ချိန်တာမရဘူးဆိုတဲ့သူတွေအတွက်အတူတူလိုက်ကြည့်ကြမယ်။ဒါကတော့မဒီနေ့15ရက်ဩဂတ်2025မှာလုတ်ပြသွားမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်။ပထမဦးဆုံး Wi-Fi ဖွင့်ထားတဲ့ဆိုရင် Wi-Fi ကိုပိတ်ပြီးတော့ band နဲ့ချိတ်ထားတဲ့ဖုန်းနံပါတ်ကို internet ဖွင့်ပါနော်။ဒါဆိုရင်ကိုယ့်ရဲ့ K+F တဲ့ကိုဝင်ပါမယ်။ Allow ကိုနှိပ်မယ်။ ဒီနေရာလေးနမှာဗန်နဲ့ချိတ်ထားတဲ့ဖုန်းနံပါတ်ကို ရိုက်ထည့်ရပါမယ်နော်ပြီးရင်တော့လုံးကိုနေမယ်အမအင်္ဂလိပ်ဘာသာပြောင်းဖို့မိတဲ့အတွက်ဒီမှာအင်္ဂလိပ်ဘာသာလေးပြောင်းလိုက်မယ်နော်အင်္ဂလိပ်ဘာသာလေးပြောင်းမယ် confirm ကိုနေမယ်ပို့လာတဲ့ OTP ကိုရိုက်ထည့်မယ်နော် confirm go to name me why using the app go name me allo go name me next go name me အပေါ်မှာ enter account ဆိုတာကိုယ့်ရဲ့ကစီကွန်ဘတ်နံပါတ်ကိုရိုက်ထည့်ပါမယ်နော် အောက်မှာကျတော့ဗန်နဲ့ချိတ်ထားတဲ့ကိုယ့်ရဲ့ passport နံပါတ်ဒါမှမဟုတ် အပန်းရောင်ကတ်ကိုရိုက်ထည့်ပါမယ်နော် ကိုက passport နဲ့ဖွင့်နေဆိုရင် passport နံပါတ်ကိုရိုက်ထည့်ပါမယ်အကောင်လုံးမှန်ပြီဆိုရင် confirm ကိုနှိပ်မယ်။ကိုယ့်ရဲ့လျှော့ဝဲနံပါတ်ကိုရိုက်ထည့်ပါမယ်နော်။ဒန်းကိုနှိပ်မယ်။ next go name me confirm go name me လျှော့ဝဲနံပါတ်တခါထပ်ထဲပါမယ်နော် next go name me next go ပြန် name me cross go name me banking ထဲကိုပင်ကြည့်မယ်နော်အားဒါဆိုရင်ကိုယ့်ရဲ့ကစီကမ်းဘဲဖုန်းအတစ်ထဲချိန်တဲ့နီးလေးလှောက်ဆောင်လို့အောင်မြင်သွားပါပြီအားလုံးစင်ပြေမယ်လို့မျှော်လင့်ပါတယ်